မိတ်ဆွေတို့အမေရိကန်နယ်ခြားဒေသတွေရဲ့စွန်စားခန်းတွေကိုစူးစမ်းလေ့လာခြင်းပါသလားအလန် W အကက်ရဲ့ The Frontiers Man စာအုပ်ကအဲ့ဒီခေတ်က လူတွေရဲ့ရုန်းကန်မှုတွေစွန်စားမှုတွေနဲ့နိုင်ငံတည်ထူထောင်ရေးအကြောင်းကိုပြောပြထားပါတယ်ဒီစာအုပ်ထဲမှာဆိုင်မွန်ကင်တန်ရဲ့ဘဝအကြောင်းနဲ့ဒကန်စီရဲ့ဇလန်းတွေအပြင်အဲ့ဒီခေတ်ကအဖြစ်အပျက်တွေကိုပါလေ့လာနိုင်ပါတယ် LNW အကက်ဟာတမိုင်းဆိုင်ရာစာအုပ်တွေကိုရေးသားတဲ့နာမည်ကြီးစာရေးဆရာတစ်ယောက်ပါသူ့ရဲ့ The Frontiers Man စာအုပ်ထဲမှာ Simon Kindan ဆိုတဲ့လူငယ်လေးတစ်ယောက်ရဲ့စွန်စားခန်းတွေကိုအသေးစိတ်ဖော်ပြထားပါတယ် Simon Kindan ဟာအသက်16နှစ်အရွယ်မှာမိန်းကလေးတစ်ယောက်ကိုအနိုင်ယူဖို့ကြိုးစားရင်းပြဿနာဖြစ်ပြီးလူတစ်ယောက်တည်သွားနိုင်တယ်လို့ထင်ခဲ့လို့သူ့ရဲ့အိမ်ကိုစွန့်ခွာခဲ့ရပါတယ် သူ့ရဲ့မိသားစုနဲ့အရာရာကိုထားရပြီးအနောက်ဘက်ကိုထွက်ပြေးခဲ့ပါတယ်။ကင်တန်ဟာဖိုးပြည်မျိုးရဲ့အနောက်ဘက်မှာရှိတဲ့လူသူအယောက်အပေါက်နယ်တဲ့နယ်မြေကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီနေရာကတော်ရိုင်းတိရစ္ဆာန်တွေနဲ့တယံဇာတတွေပေါ်ကျွေဝပေမဲ့အနေရများတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ကင်တန်ဟာသူ့ရဲ့နာမည်ကိုဆိုင်မွန်ဘက်တလာလို့ပြောင်းပြီးအလုပ်တင်အဖြစ်ဝင်လုပ်ခဲ့ပါတယ်။နေကြဒေတာမှာအသက်ရှင်ဖို့ဆိုတာအရန်ခက်ခဲပါတယ် ကင်တန်တို့မိသားစုဟာလေယာလုပ်ငန်းကိုအားထားပြီးအသက်မွေးကြရပါတယ်။စင်းရဲမွဲတေမှုနဲ့လက်နက်ကရိယာမလုံလောက်မှုတွေကိုရင်ဆိုင်ကြရပါတယ်။ဒါပေမဲ့အိုဟိုင်းယိုးမြို့ဝန်းမှာမြေယာနဲ့တယံဇာတတွေပုံများတဲ့ဆိုတဲ့မျောလင့်ချက်နဲ့အနောက်ဘက်ကိုရွှေပြောင်းအခြေချနေထိုင်သူတွေများလာပါတယ်။ဒါပေမဲ့အဲ့ဒီလိုရွှေပြောင်းနေထိုင်မှုတွေကြောင့်မူလနေထိုင်သူတွေဖြစ်တဲ့ရှော်နီလူမျိုးတွေနဲ့ပဋိပက္ခတွေဖြစ်လာပါတယ်။ နှစ်ဖက်စလုံးကသဘောတူညီချက်တွေကိုဖျက်သိမ်းတာတွေအကြမ်းဖက်မှုတွေကြောင့်တင်းမာမှုတွေမြင့်တက်လာပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်ကင်တန်ဟာမြင်းခိုးမှုနဲ့အိုဟိုင်းယိုးကိုဝင်ရောက်တိုက်ခိုက်ရင်းရှော်နီလူမျိုးတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။သူ့ကိုဘလာဆိုတဲ့ကြောက်စရာကောင်းတဲ့စစ်သူကြီးအဖြစ်အတိမတ်ပြုခံခဲ့ရပါတယ်။ကင်တန်ဟာညှဉ်းပန်းနှိပ်စက်မှုတွေအမျိုးမျိုးခံခဲ့ရပြီးတေလူမျိုးပါဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့တတိနဲ့မငင်းညူတဲ့စိတ်တက်ကြောင့်လေးစားခြင်းခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့အရင်ကသွေးတောက်ညီအကိုဖြစ်တဲ့ဆိုင်မွန်ဂါတီရဲ့အကူအညီနဲ့ရှော်နီလူမျိုးတွေကိုသူ့သွင်းခြင်းခံခဲ့ရပါတယ်။တကန်စီဆိုတဲ့ရှော်နီလူမျိုးတယောက်မွေးဖွားလာပါတယ်။သူ့ရဲ့မွေးဖွားခြင်းဟာရှော်နီလူမျိုးတွေအတွက်ကြီးမားတဲ့အပြောင်းအလဲတစ်ခုကိုဖြစ်စေခဲ့ပါတယ်။ တကန်စီရဲ့အဖေပက်စင်ဝါဟာသူ့ကိုကျဲတကွန်ဖြတ်သွားတော့ကြားတစ်ထလို့အမိပေးခဲ့ပါတယ်။တကန်စီဟာငယ်စဉ်ကလေးကရှော်နီလူမျိုးတို့ရဲ့တမိုင်းယဉ်ကျေးမှုစည်ရည်နဲ့ကိုကိုကိုထိန်းချုပ်နိုင်တဲ့အလေးအကျင့်တွေကိုတင်ယူခဲ့ပါတယ်။ဖြူစင်တဲ့လူတွေရဲ့ကြွကြုံမှုတွေကြောင့်သူတို့လူမျိုးတွေခံစားနေရတဲ့ဖိအားတွေကိုမြင်တွေ့ခဲ့ရပါတယ်။ဓမ္မိုးရဲ့စစ်ပွဲအပြီးမှာအကြမ်းဖက်မှုတွေပုံမှုများပြားလာပါတယ်။ ဖြူစင်တဲ့အခြေချနေထိုင်သူတွေဟာကင်တန်ပြည်နယ်တဲကိုဝင်ရောက်လာပြီးမြေတွေကိုသိမ်းယူကာအမဲလိုက်အဖွဲ့တွေနဲ့တိုက်ခိုက်ကြပါတယ်။ဗီတိရှားတွေကအပအမြောက်ပြူတဲ့မျိုးနွယ်စုတွေကလည်းအခြေချနေထိုင်သူတွေရဲ့တဲတွေကိုတိုက်ခိုက်ကြပါတယ်။ဟာရော့စ်ပတ်ဘွန်စပိုရိုနဲ့လိုကန်ရဲ့ခံတပ်စခန်းတွေဟာရှော်နီတပ်ဖွဲ့တွေရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံခဲ့ရပါတယ်။ ခြေချနေထိုင်သူတွေဟာအရေးအတွက်အဖြစ်နေပါပြီးရိတ်ခါမလုံလောက်တဲ့ကြားတွေကနေခန္ဓာရင်းရှိမှုကျွမ်းကျင်တဲ့နေချားဒေတာစောင့်တွေနဲ့ရှင်တန်ရက်တည်နိုင်ခဲ့ပါတယ်။စိတ်ကလဲရရဲ့အရေးခင်းမှာအမေရိကန်ဆိုးရဟာအိုဟိုင်းယိုးနယ်မြေကိုလုံခြုံအောင်လုပ်ဖို့စစ်ရေးလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ခဲ့ပေမဲ့အစောပိုင်းမှာအကြီးအကျယ်ရှုံးနိမ့်ခဲ့ပါတယ်။ဗိုလ်ချုပ်စိတ်ကလဲရရဲ့တက်မတော်ဟာ လစ်တဲတာတဲနဲ့ဘလူးဂျက်ကတ်တို့ဥဆောင်တဲ့အိန္ဒိယတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ဗိုလ်ချုပ်အန်တိုနီဝိန်းဟာ အတိတ်ကအမားတွေကိုသင်ငန်းစာယူပြီးစီကန်းရှိတဲ့တပ်မတော်ကိုတိစောက်ခဲ့ပါတယ်။ဖော်လင်ဘာတိုက်ပွဲမှာအောင်ပွဲရရှိခဲ့ပြီးအိန္ဒိယအဖွဲ့အစည်းတွေကိုညှိနှိုင်းဆွေးနွေးပွဲတွေစီရောက်အောင်တွန်းပို့နိုင်ခဲ့ပါတယ်။တကန်စီဟာအိန္ဒိယလူမျိုးတွေကိုစီလုံးညီမျိုးစေခြင်းနဲ့ယူမှန်းချက်ရှိပါတယ်။ သူဟာဂရိတ်လိတ်ဒေတာကနေမက္ကဆီကိုပင်လယ်ကွေ့အထိအိန္ဒိယလူမျိုးအလုံးကို စီးလုံးညီမျိုးစေပြီးဖြူစင်တဲ့လူတွေရဲ့ကျူးကျော်မှုကိုတွန်းလှန်ခြင်းခဲ့ပါတယ်။တကန်စီရဲ့ညီတော်တန်းစုဝါရာဝါဟာအရေးပါတဲ့ဘာသာရေးကောင်းဆောင်တဦးအဖြစ်ပေါ်ထွက်လာပါတယ်။သူဟာအဖြူကောင်တွေရဲ့လောက်ရတွေကိုညှင်းပယ်ပြီးအိန္ဒိယရဲ့ရိုးရာအလေးထားတွေကိုပြန်လည်ကျင့်သုံးမှုတိုက်တွန်းခဲ့ပါတယ်။ ဂါဝနာဝီလီယံဟင်နရီဟာရီဆန်ဟာပရောဖက်မျိုးမှာစုယုံနေတဲ့အိန္ဒိယလူမျိုးအုပ်စုကြီးကိုတန်တရားဝင်လာပါတယ်။တကန်စီဟာအမေရိကန်ရဲ့မြေယာတောင်းဆိုမှုတွေကိုအတိမတ်မပြုခဲ့ပါဘူး။တကန်စီမရှိတဲ့အချိန်မှာတန်ဆုဝါရာဝါဟာ ဟာရီဆန်ရဲ့တပ်ကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။တီဘီကန်နုတိုက်ပွဲဟာပရောဖက်ရဲ့ယုံကြည်မှုကိုဖျက်ဆီးလိုက်ပြီးတကန်စီရဲ့စီးလုံးညီညွတ်ရေးကြိုးပမ်းမှုတွေကိုနောက်ပြန်ဆုတ်ဆီးခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာ Green Bee စာချုပ်အရာ Ohio နယ်မြေမှာရှိတဲ့အိန္ဒိယစစ်ပွဲတွေတရားဝင်အဆုံးသတ်ခဲ့ပါတယ်။အိန္ဒိယရဲ့ချိန်ချောက်မှုပြောက်ွယ်သွားတာနဲ့အမျှအခြေချနေထိုင်သူတွေဟာ Ohio ကိုစတင်ဝင်ရောက်လာကြပါတယ်။မြို့တွေဟာလင်းမြန်စွာကြီးထွားလာပြီးအခြေခံဆောက်အုံတွေတိုးတက်လာက Ohio ဟာ1803ခုနှစ်မှာပြည်ထောင်စုတဲကိုဝင်ရောက်ခဲ့ပါတယ်။ ကင်တန်ဟာမြေယာတွေကိုစီမံခန့်ခွဲရမှာညံ့ဖျင်းတာကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးခဲ့ပါတယ်။သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေလည်းမအောင်မြင်ခဲ့ပါဘူး။နောက်ပိုင်းမှာသူဟာဘာသာရေးကိုအားကိုးပြီးအကြမ်းဖက်မှုတွေကိုဆွလုပ်ခဲ့ပါတယ်။တကန်စီဟာအိန္ဒိယလူမျိုးတွေစီးလုံးညီညွတ်ရေးအတွက်သူ့ရဲ့ရည်မှန်းချက်ကိုဘယ်တော့မှမဆွလုပ်ခဲ့ပါဘူး။သူ့ရဲ့စကားပြောစွမ်းရည်နဲ့တတိကြောင်အိန္ဒိယဒေါ်လာရည်ရဲ့တင်ကြေးတက်တစ်ခုဖြစ်လာခဲ့ပါတယ် မိတ်ဆွေများဒီစာအုပ်ထဲမှာအရေးကြီးဆုံးသင်ခန်းစာတွေကတော့အခက်ခဲတွေကြားတဲ့ကရုန်းကန်မှုတွေစီးလုံးညီညွတ်မှုရဲ့အရေးပါမှုနဲ့ယုံကြည်ခြင်းရဲ့တန်ဖိုးပဲဖြစ်ပါတယ်ရှိဆက်ပြီးတော့လေဒီသင်္ကန်းစာတွေကို လက်တွေ့ဘဝမှာ အသုံးချပြီးအောင်မြင်မှုတွေရယူနိုင်ကြပါစေ။နောက်ထပ်စာအုပ်ကောင်းတွေနဲ့ပြန်ဆုံတွေ့ကြမယ်နော်။